ခိုးကခိုးมาပဲกว่าเนาะခိုးရင်ခိုးတဲ့အပြစ်ကတော့ရှိနေမှာပဲသူ့ကိုနှိပ်စက်တာအမှန်နဲ့မင်းတို့လုံလိုက်တာကတော့ဒါလုံတဲ့လူမှာအပြစ်ရှိပဲမင်းတို့တခိုးကသနာစရာမရှိဘူးအခု live ပေါ်မှာလူပြောများနေတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဒီအကိုမတည်းရဲ့သုံးသက်ချက်တွေကို knowledge share တွေအနေနဲ့ကျွန်တော်ပြန်လည်းမျှဝေပေးပါမယ်သူတို့ပြောတာလေးတွေကိုကျွန်တော်တို့နားထောင်ကြည့်လိုက်ရအောင်ပါလူပြောလဲกว่าပွင့်လင်းပြောရရင်အထူထောင်းအနေခံရတာနင်းခံရတာများတော့ဒါကလေးကြလို့ရှိရင် ဟိုနေနေဆိုတဲ့ဘက်ကိုဆွတ်ဆွတ်ပါသွားတတ်တာကွာအဲ့ဒါစိတ်ဟိုမသိစိတ်ကွာဖြစ်နေပြီနော်မာရမန္တာတဲ့အဲ့လိုမျိုးနေသွားတဲ့ဘက်ကနေနေတာပေါ့ကွာအဲ့စိတ်ခံစားမှုကအော်တိုဖြစ်နေတာကိုယ်ကိုမသိဘဲကိုအော်တိုဖြစ်နေတာနော်ဒီနေရာမှာငါပြောနေတာကွာတခိုးကခိုးမှာပဲကွာနော်ခိုးရင်ခိုးတဲ့အပြစ်ကတော့ရှိနေမှာပဲသူ့ကိုနှိပ်စက်တာအမှန်နဲ့မင်းကိုလုံလိုက်တာကတော့ဒါလုံတဲ့လူမှအပြစ်ရှိပဲမင်းတို့တခိုးကသနာစရာမရှိဘူးခိုးခုနောက်ပိုင်းတခိုးတွေကမင်းတို့ကကိုယ်တိုင်ကြုံမှနော်အဲ့အဲ့တခိုးကအိမ်ကို ကိုတိုင်းဓာတ်တွေနဲ့ဝင်းကြုံလာပြီးခိုးနာတခိုးတွေခိုးနာမြင်ရတာနဲ့မပြောရဲလို့လွတ်ပေးလိုက်ရတဲ့လူတွေအများကြီးရှိတယ်နော်နော်တခိုးခိုးသွားတာသိတယ်နော်ခိုးသွားတာသိတယ်ခိုးနေတာကိုသိတယ်ပြောလိုက်ရင်ကိုယ့်ကိုတက်သွားမှဆိုလို့ငုတ်ခံလိုက်ရတဲ့လူတွေကိုအများကြီးရှိတယ်နော်အဲ့တော့မင်းတို့ကိုတိုင်းတခိုးကိုအဲ့လိုမကြုံရမချင်းမင်းတို့ကလည်းတခိုးကောင်းတယ်ထင်နေမှာနော်ခုနကပြောလို့ခိုးတဲ့လူကတော့ခိုးတဲ့လေအောင်မင်းတို့ကကူးကြီးစရာမလိုဘူးကွာအဲ့ဒါကြတော့ ခိုးတဲ့လူကခိုးတဲ့လေအောင်ပြည့်ရှိရမယ်ကွာပေးကိုပေးရမယ်တခိုးကတခိုးလိုပဲတမန်ရမယ်နော်အေးတခိုးခိုးလို့လုံးတဲ့လူကလည်းသူ့ဥပဒေတိုင်းလက်ခံရမယ်ခုကမင်းတို့ကကွာတခိုးလုံးတဲ့လူကြတော့ဟိုခုနပြောလို့အေးယူဖို့ဝိုင်းအော်နာမင်းတို့ကတခိုးကြတော့လူနာစောက်တိတ်ပဲမှမရှိရဲဖမ်းတာအဲ့လိုလုံးရက်ကိုဟိုကမိခင်တိုင်းကမခံစားနိုင်ဘူးအဲ့လိုပဲလူသားလူသားဆန်နဲ့ကိုချင်းစာစိတ်ရှိတဲ့လူတိုင်းကအဲ့မြင်ကွင်းကိုလက်မခံနိုင်ဘူးဒါကတက္ကနာဟုတ်ပြီနော်အဲ့ဒါအခုလက်ခံတယ် အေးဒါပေမဲ့ညီတို့တိရမှာကကလေးရှိမှာဒီလိုလုတ်တယ်လို့မြင်တယ်လို့ကလေးရှိမှာအဲ့တခိုးခိုးနေတယ်နော်အဲ့ကလေးလေးနူးနူးနဲနဲလေးရှိမှာခိုးပြနေတယ်နော်မဟုတ်တာလေးလုတ်ပြနေရနော်အဲ့ဒါလည်းမြင်အောင်ကြည့်စေချင်ပါတယ်ဟုတ်တယ်နော်ကလေးရှိရိုက်တာပဲမမြင်ပါနဲ့ကလေးရှိမှာခိုးနေတာတွေမဟုတ်တာ လုတ်နေတာတွေလုတ်နေတာကိုလည်းမြင်အောင်ကြည့်ကြပါလို့အခုကဒါလေးပဲပြောချင်ပါတယ်နော်ကျေးဇူးတင်ပါတယ်နော် ီကိစ္စနဲ့ပတ်သက်ပြီးတော့ပောက်ကိုတော်ရဲ့သုံးသက်ချက်ကိုလည်းကျွန်တော်နားထောင်ကြည့်လိုက်ရအောင်ဗျာတိုင်းတိုင်းမှာလူမိုက်တွေပေါ်တယ်လိုင်းတိုင်းမှာလူမိုက်တွေအများကြီးပေါ်တယ်ရဲနဲ့ပေါင်စားနေရဲနဲ့ပေါင်စားနေရဲနဲ့ပေါင်စားရဲနဲ့လှုပ်စားနေကြတာနော်အဲ့တော့ဘာပြောချင်တာလဲဆိုတော့ခိုးတဲ့အမှုကခိုးတဲ့ဥပဒေရသွားလိုက်မယ်ဒါတို့ကဘလို့ပဲခိုးကိုခိုးပြီဆိုကြတယ်ခိုးမှုနဲ့သွားလိုက်မယ်နော်ခင်ဗျားတို့ဒါအာမပေးနဲ့ ခိုးမှုဒါကြီးအားမင်းတကယ်တနာလဲဆိုကလေးကိုဆောက်ရှောက်လိုက်ကလေးကိုမွေးစားလိုက်ဒါလေးပြောချင်လို့တော့ကြာခင်ဗျာမြန်မာပြည်မှာခိုးတဲ့သူတွေအများကြီးပေါ်နေလိုက်မယ်ဟုတ်လားခိုးတဲ့သူတွေပေါ်ပြီးမှခိုးတဲ့သူတွေတခုတလူဖြစ်ရင်ဒီလိုဖြစ်ပရိဒါဓမ္မဆိုရလေဒီအတိုင်းပဲဒါမှမဟုတ်ဆိုအစိုးရကလေးကအမှအများကြီးပဲလမ်းပေးဒီမှာဓမ္မမှုနိုင်မဲ့ကြည့်သွားရဆိုရင်တော့သူ့ထံကဥပအောင်လှူကြတယ်ဗျာနော်ဒါလေးလည်းတဘောပေါက်ဖို့လိုပါတယ်ဒါလေးပြောချင်လို့ပါဗျာနော်အားလုံးတာပါပဲဗျာ နောက်ပြီးတော့ tit.seli.mwinthin ပြောထားတာလေးကိုလည်းတစ်ချက်နားထောင်ကြည့်လိုက်ရအောင်ပါပါပေါ့ကျွန်မပြောချင်တာတော့အဲ့ဒီအကန့်ကြီးမဟုတ်ဘဲနဲ့ခါရောမီပရဟိတတွေအယံမဟာကိယုနာရှင်ကြီးတွေတဆိတ်ရှင်ထစ်ခနဲဆိုသွားပြီအဲ့ဒါဆိုဘာဖြစ်သွားမလဲဆိုတော့အများ ရဲ့ mindset ထဲမှာဘာဖြစ်သွားဟာဒီလိုခိုးလိုက်တာတောင်မှဒီလိုလုံးလိုက်တာတောင်မှဒီလိုမျိုး Facebook ပေါ်မှာတနာစရာပြကွက်တခုရရင်ဒီလိုမျိုးပတ်စံနေရတတ်ပါလားဆိုတဲ့ဟာမျိုးတသိရှင်ပတ်စံသွားပေးတာတသိရှင်အလှခံမျိုးမှာပတ်စံသွားပေးတာအဲ့ဒါဇာတိတမန်နိုင်တွေကိုရိုက်ချိုးခံရတာပဲ စင်မပြေတဲ့သူကိုပတ်စံပေးတာပါဖြစ်လဲဆိုတော့ no မဟုတ်ဘူးအလွန်ရသွားတာအဲ့တော့ဒီလို case no တွေဖြစ်လာတိုင်းဖြစ်လာတိုင်းဘာဖြစ်လဲဆိုတော့ပတ်စံရဖို့အတွက်ပဲမျက်ရည်ချူကြတော့တာပတ်စံရဖို့အတွက်ပဲလုံကြတော့တာအဲ့တော့ economy ပရဟိတကြီးတွေ ਨੇ ဒီပတ်စံတွေသွားသွားပြီးအိမ်နိုင်ရာရောက်နေသွားပြီးတော့မှကျူးလွန်သူဟာနစ်နာသူအဖြစ်တွေဟန်ဆောင်ပြီးတော့မှဒီလိုမျိုးကြီးဖြစ်နေတာတွေကြတော့လေအစင်မပြေဘူးကြည်ရတာတစ်ခုကတစ်ခုပဲပေါ့ တော့ခဏလေးတော့စိတ်ရှင်လက်ရှင်နဲ့စောင့်ကြည့်ကြပါဦးလို့เนาะအငြင်းနဲ့ကျွန်မကြည့်နေတယ်တခုခုဆိုလေဟာအသေးသံအញ្ញမ်းမှလှူကျင်နေတန်းကျင်နေမဟာကိဥနာရှင်ကြီးတွေဆိုလို့ရှင်ကျွန်တော်တို့ပြည်သူစေယုံကြီးတွေမှာအများကြီးပါသွားလှူပါမိမမဲ့ကင်ဟာဒီမှာလိုအပ်ချက်တွေအများကြီးပါသွားလှူပါအဲ့တော့ကင်မနာကြီးတကားကားနဲ့တခုခုဟေး Facebook ပေါ်မှာတန့်ကနေဟေးဆိုအတင်းတွေသွားပြီးတော့မှအလူရက်တွေပတ်စံတွေပေးပြီးတော့မှဟာဘလူတွေပဲချမ်းနိုင်နေမြစ်တာရှင်ကြီးတွေသွားလှုပ်တာအဆင်မပြေနေဘူးเนาะကြည့်ရတာအခုဟာတခိုးပဲပေါ့တော်သူကလေးနဲ့ပါပါမပါပါဘလုံးဝဲဖြစ်ဖြစ် 科木走路哪边？好了，三线拿来，不要往那里怎么我们内容啊？e o 烦人了？怎么呢？对嘞，你往里钓个拉嘞？怎么？但翻译不差嘞？ မမတဲ့သူနဲ့ဆိုင်ကြီးချင်းတဲ့အခုဖြစ်တဲ့ဆိုင်ရှင်ကတဲ့အဲ့ဒီမိန်းမကြီးတွေကတဲ့အချိန်တိုင်းအဲ့လိုပဲခိုးစားနေတာတဲ့အချိန်တိုင်းသူတို့ကအဲ့လိုပဲလှုပ်ရှားနေတဲ့သူတွေတဲ့တအားဆုံးတယ်တဲ့ခံရတဲ့သူတွေဘက်မှလည်းတဲ့ဟုတ်တာပေါ့နော်ဒါဟိုဒေါသအလျောက်ခဏခဏခံလုံးဝကြည့်လို့ဒေါသအလျောက်လွန်ကျူးသွားတာပေါ့နော်လွန်ကျူးသွားတာပေါ့သူကသူစီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ကိစ္စအောင်စီရင်ဆုံးဖြတ်ပိုင်ခွင့်နဲ့လုံလိုက်တာဖြစ်တဲ့တူတူလဲမှားသွားတာကျွန်မမနေ့ကအင်တာဗျူးကြည့်လိုက်ရတယ်ခလေးမေကိုသွားပြီးကြည့်တာအမလေးဥပဒေအကြောင်းအရာဖြစ် ြစ်စေခြင်းနဲ့တော့ဗျံပြန်စည်းပြန်ပြီးတော့မှဥပဒေအတိုင်းဖြစ်စေခြင်းနဲ့တော့အမလီဥပဒေတခိုးကလူပြန်ဖြစ်တယ်ဆိုတော့အဲ့ဒါကိုခေါ်တာပြမှုကျူးလွန်တဲ့သူကိုအယက်သားတွေနေနဲ့ဖမ်းဆီးပြီးတော့ရဲရရှိချံအနံ့ရမယ်ရဲရရှိမအနှင်းနာမှာမရောက်လာဘူးဆိုရင်သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းကိုတွားရောက်ပြီးတော့အနှံ့ရမှာပဲဖြစ်ပါတယ်ပြမှုကျူးလွန်တဲ့သူကိုရိုက်နှက်ခွင့်လည်းမရှိသလို social punishment လုပ်တယ်ဆိုပြီးတော့ online ပေါ်မှာတင်ပြီးတော့เนาะဒီလိုမျိုးတွေလည်းကြော်ညာလို့ post တွေတင်လို့မရပါဘူးเนาะအခုဒီ video file မှာဆိုလို့ရှိရင်ကျူးလွန်တဲ့သူအမျိုးသမီးကိုကျူးလွန်ခံရတဲ့သူခိုးမှုကျူးလွန်ခြင်းခံရတဲ့ဆိုင်ရှင်အမျိုးသမီးကနေပြီးတော့ရိုက်နှက်တာသည်ရိုက်နှက်မှုပဲဖြစ်တဲ့ဆက်သွယ်ရေးဥပဒေပုံမှန်နဲ့လည်းညီစွန့်တယ်လို့တလေးလေးကိုလည်းเนาะကိုထီလက်ရောက်ဒီလိုမျိုးပြုတ်လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တလေးတငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုံမှန်အရာလည်းအေးအေးယူခံရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အပြစ်ကနေကို့အပြစ် မဖြစ်စေအောင်ဆိုရင်ကျွန်မကနှစ်ကပြောပြပေးသွားတဲ့ပြမှုကျူးလွန်တဲ့သူကိုအရက်သားတွေအနေနဲ့ဖမ်းဆီးရတဲ့အချိန်မှာလိုက်နာရန်ကြင်ထုံးဥတွေပုံမှန်59တိအများပြည်သူတွေအနေနဲ့တိကိုတိထားတဲ့တော့ဥတွေပုံမှန်တစ်ခုဖြစ်တယ်ဆိုတာကိုဗဟုသုတအနေနဲ့မျှဝေပေးလိုက်ရပါတယ်ကျေးဇူးတင်ပါတယ်ဒီကိစ္စတွေမှာခိုးမှုနဲ့ပတ်သက်ပြီးတော့ဥပဒေအရဘလို့ရည်ယူလို့ရလဲပြီးတော့ဘလို့အပြည့်ရှိလဲပေါ့ဒါလေးတွေကိုလည်းဥပဒေအရတည်အောင်လို့ကျွန်တော်နားထောင်ကြည့်လိုက်ရအောင်ပါခိုးမှုမှာ နှမျိုးနှစားရှိပါတယ်။တစ်ခုကတော့အိဗယ်သမတ်ချက်နောက်တစ်ခုကတော့ပြည်တံသမတ်ချက်ဖြစ်ပါတယ်။ပြည်တံသမတ်ချက်မှာကလူနေတိုင်းမို့ပြုလုပ်ဆောက်လုပ်ထားတဲ့အဆောက်အအုံတဲ့ရေးရင်အဲ့ဒီမှာရှိတဲ့ပစ္စည်းကိုအရှင်မသိဘဲနဲ့ယူမိခိုးမှုကျွလို့ရရပါတယ်။ရသကြီးဥပဒေပုံမှန် 380ဖြစ်ပါတယ်။ဒေါက်တာခုနှစ်နှစ်ဒီကျမချင်းခံရနိုင်ပါလေ။အမကမရနိုင်ဘူး။ခုနပြောတဲ့အစောင်းအောင်တဲရင်ရင်ကလွဲပြီးတော့လမ်းမမရထားတဲ့ကား7မော်တော်ဆိုင်ကအဲ့ဒီလိုခြံစည်းကိုမှလန်းထားတဲ့အဝိဓာတ်ရည်ယူရင်တော့ပြင်ပမှာယူတဲ့အတွက်ပုံမှန်389ထောင်းတဲ့ သုံးနှစ်အထိချက်မှတ်ချင်းခံရမှာဖြစ်ပါလေဒီဗီဒီယိုလေးတွေကိုကြည့်ခြင်းအဖြစ်ကျွန်တော်ရဲ့သဘောထားကိုတော့ခင်ဗျားတို့နားလည်လိမ့်မယ်ထင်ပါတယ်ခင်ဗျားတို့ရဲ့သုံးသက်ချက်ထင်မြင်ချက်လေးတွေကိုလည်းမှတ်မှာရေးပြသွားလို့ရပါတယ်ဗျဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ